ကျောင်းဆင်မျိုးမှာနေအိမ်မီလောင်မှုကြောင့်တက်ကြီးပိုင်းညီအမလေးယောက်စလုံးမီလောင်သေးဆုံးမင်္ဂလာပါပရိသတ်ကြီးရှင်မန္တလေးတိုင်းကျောင်းဆင်မျိုးဘောဃဝတီရဲ့အစီအစဉ်ရက်မောင်းဒီကနေ့မေလ22ရက်နေ့မနက်အစောပိုင်းကနေအိမ်မီလောင်မှုဖြစ်ပွားခဲ့ပြီးမိသားစုဝင်လေးယောက်စလုံးမီလောင်သေဆုံးခဲ့တယ်လို့သိရပါတယ် မီလာမူကမနက်အစောတနာရီမိနစ်50ခန့်မှာဖြစ်ပွားခဲ့တာဖြစ်ပြီးမီလာမူကြောင့်သေဆုံးခဲ့သူတွေကအသက်63နှစ်အရွယ်ဒေါ်တင်အောင်အငိမ့်စားမျိုးနယ်ပညာရေးမှူးဒေါ်ထွေထွေ အသက်85နှစ်အငိမ့်စားမျိုးနယ်ပညာရေးမှူးဒေါ်နွယ်နွယ်ဦးအသက်66နှစ်အမကကြောင်းအုပ်တပြေကုန်းကြီးရွာကျောက်ဆယ်မြို့နယ်ဒေါခင်သူဆောင်အသက်58နှစ်အရွယ်တို့တည်ဆုံခဲ့တာဖြစ်တယ်လို့သိရပါတယ်။ လေးယောက်စလုံးဆုံးသွားတယ်ဘလို့ကြောင့်ဆုံးလဲဆိုတာမသိပေမဲ့မထက်နိုင်လို့ပိတ်မိပြီးဆုံးတယ်လို့ပဲမှတ်ချက်ချရတာပေါ့မိကတနာရီ90လောက်မှမိဆလောင်းနေ၊နှစ်နာရီ25လောက်မှမိငိမ့်နေ။မိလောင်ချိန်မကြပေမဲ့အဖွားကြီးတွေဆိုတော့မထွက်နိုင်ခဲ့ဘူးထင်ပါတယ်။ဒေတာကတော့မိသားစုလိုက်ပေါ့။တည်ဆုံတဲ့အထဲမှာ3ယောက်ကပညာရေးဝန်ထမ်းတွေပါ။တိုက်ရဲအပေါ်ထက်မှာ2ယောက်တည်ဆုံနေတာတွေ့ရတယ်။အောက်ထပ်မှာက2ယောက်ပါဟုဆိုကကျောက်ဆယ်လူမှုကွန်ရက်အသင်းဥက္ကဋ္ဌကိုသားငယ်ကပြောပါတယ်။ အဆိုပါနေအိမ်မီလောင်မှုကနေအိမ်အတွင်းအသုံးပြုနေတဲ့ဆိုလာဘက်ထရီကနေမှတဆင့်ရှော့ဖြစ်ပြီးတော့မီလောင်တာဖြစ်တယ်လို့ကနအူးသတင်းတွေအရသိရှိရပါတယ်။မီလောင်မှုကြောင့်သိဆုံးခဲ့တဲ့အမျိုးသမီးရွယ်အလောင်း၄လောင်းကိုတော့ကျောက်ဆယ်ဆေးရုံကိုပို့ဆောင်ထားတယ်လို့လည်းသိရပါတယ်။